ပရိသတ်များအားလုံးမင်္ဂလာပါ KK Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မေတ္တာရက်ခံပါတယ်သူတရားကမြေကမ်းမေးမှာမတရက်ပြီးစီးဆင်းနေတဲ့မြေကြီးကိုရက်ပြီးကြည်နေပါတယ်သူကလေပြေးအီးလီတွေကိုခန်းစားရင်းဒီလိုမြင်ကွင်းကိုကြည့်ရတာအယံသဘောကျနေပါတယ်တပတ်ပါလေးနေဝင်ချင်းကို ရောက်နေခဲ့ပါပြီ နေမင်းကြီးရဲ့နေဝင်ချင်းအစည်းအဝေးအရောင်ဟာလေးအရင်ကိုလှပနေခဲ့ပါတယ် ညည့်ရဲ့ဘေးမှာအိမ်လေးရှိတာဘလောက်တောင်ကောင်းနိုင်လဲနေတိုင်းတလောက်လာတဲ့မြင်ကွင်းကိုမြင်ကွင်းရတယ်အဲ့ဒီချိန်သူတီဟာရဲ့ညမမိုးမိုးကရောက်လာခဲ့ပါတယ်အကိုကြီးဘသူအတွေ့ထဲမှာမျောနေပြန်မလဲအကိုကြီးရဲ့အမှန်တမ်းပြောပြစမ်းမတွေးနေတဲ့ကောင်မလေးကဘသူလဲပြောဘသူမှမဟုတ်ပါဘူးနေပါစေအကိုကြီးဟာညမလေးကိုလိန်မပြောပါနဲ့ဘသူလဲဆိုတာသာအမှန်တိုင်းပြောအခုတလောအကိုကြီးရဲ့နေပုံထိုင်ပုံကြည့်ပြီးတော့ညီမလေးသဘောပေါက်တယ်နော်အမေအဲ့လိုလားအဲ့ဒါဆိုပြောပြပါမေး ကောင်မလေးတယောက်ရှိတယ်။သူဟာတော်တော်လတ်လတ်ပဲ။နှလုံးသားလေးလှရီ။ဒီထက်ပိုပြီးတော့အကိုကြီးသူ့အကြောင်းဘာမှမသိတော့ဘူး။အဲ့ချိန်မှာဂျုံမွေးကအင်ပြင်ကိုထွက်လာပြီးသူ့ကိုလှမ်းခေါ်ခဲ့ပါရဲ့။တကယ်လို့မြင့်ရဲ့ရှုခင်းကိုကြည့်ပြီးပြီဆိုရင်အိမ်ထဲကနေရောက်လို့မြင်မြန်ဝင်လာတော့ထမင်းချက်ပြီးပြီ။ဟုတ်ကဲ့မေးလာပါပြီ။တစ်ဖက်မှာတွေ့တွေ့ကပျော်ရွှင်စွာနဲ့သူ့ရဲ့ report card ကန်ပြီးအိမ်ထဲကိုဝင်လာပါရဲ့။မိသားစုတွေကစူဖာပေါ်မှာထိုင်ပြီး TV ကြည့်နေကြပါရဲ့။ တတဲက TV ရှိမှမတည့်ရက်လိုက်ပြီး report card ကိုပြရင်းနဲ့ပြောခဲ့ပါတယ်။အမေကြည့်ပါအောင်တမီကောလိပ်မှာပထမရရဲအမေရဲ့ပထမရတော့ဘာလုပ်ရမလဲ။ငငယ်တဲ့ကပထမပဲယူလာနေကြအောင်ဒါပါများထူးဆန်းလို့လေ။အခု TV ရှိရနေဖယ်ပြီးငါတို့ TV ကြည့်ခွင့်ပေးတော့ဟုတ်တယ်လေတွယ်ပထမလေးပဲရတာ哦တီထဲမှာပါပျော်စရာပါနေလို့လေအခုကလေးတွေလို့ပြောမနေနဲ့တော့တီဗီရှေ့ရဖယ်ပြီးငါတို့အကြိုက်ဆုံးဇလန်တွေကိုကြီးခွင့်ပေးတော့ဖယ် အားလုံးကတွတ်တွဲရဲ့စကားကိုရေးမလုပ်ကြတဲ့အခါသူ့မှာစိတ်မကောင်းဖြစ်သွားပါတော့တယ်။ဒီခါမှာတွတ်တွဲကဘာမှဆက်မပြောတော့ဘဲသူ့ခန်းထဲကိုသွားလိုက်ပါတော့တယ်။ငင်းငယ်တဲ့အားပထမရလာတော့လည်းဘာလို့ရမလဲ။အခုလည်းနည်းနည်းပါးပါးချီးကျူးလိုက်ဘာဖြစ်သွားမှမလို့လဲ။သူတို့တွေကတော့ငါရှိတာမရှိတာကိုကယူလက်စိုက်ပုံမပေါ်ပါဘူး။ နောက်ရမှာဒေါ်လာအေးကသမီးကြီးဖြစ်တဲ့သီရီနဲ့ဇီးသွားဖို့အိမ်ပြန်ထွက်လာတဲ့အခါမြင့်ရဲ့ဟိုဘက်ချမ်းမှာဒုံမွေးကသူ့သမီးမမို့နဲ့အတူမြင့်ရဲ့နဲ့ဝိတွေရှော်ပကန်းတွေစီးနေတာကိုမြင်တဲ့အခါမှာတော့ဒေါ်လာအေးကပြောလိုက်ပါတော့တယ်။တလောက်လာတဲ့မြင့်ကြီးကိုလူတွေကပဲဖျက်ဆီးနေကြတယ်။တလောက်လာတဲ့မြင့်ကွင်းမှာသူတို့လိုရုပ်ဆိုးတဲ့လူပဲမြင်ရတယ်။ဖျားဖျားစိတ်ခံစားချက်ပါမေ့ရတယ်။အမေပြောတာမှန်တယ်။သူတို့လိုဆင်းရဲပြီးစာမတက်ပေးမတက်တွေကအစင်တန်းဆိုတော့နားမလည်ကြဘူး။ သူတို့အိမ်မှာသုံးဆွဲဖို့မရှိတော့အပြင်ရနေအားလုံး free ယူနေကြရတယ်လေဒီစကားတွေကိုကြားတဲ့အခါဒုံမွှေးနဲ့မမှုတို့ကဒေါသထွက်သွားကြပါတော့တယ်ဒီမြင့်ကြီးကိုနင်တို့တွေတယောက်တည်းပိုင်တာမဟုတ်ဘူးအားလုံးမှာသုံးဆွဲပိုင်ခွင့်ရှိတယ်လူတွေကရေတွင်ညှိရေအဲ့လိုတွေသုံးဆွဲပြီးသူတို့ရဲ့ဘဝကြီးကိုရှင်သန်နေထိုင်ရတာနင်တို့လိုဘူးတဲ့ရေတွေတောက်ပြီးနေနေရတာမဟုတ်ဘူးအဲ့ဒါကိုရှင်သန်လို့ခေါ်တယ်စာမတက်ပြီးမတက်ရဲ့ရေတန့်ရေတွေကဘလောက်တောင်စိတ်ကြီးလဲဆိုတာသိရောသိရဲ့လား ဘလို့လုတ်ပြီးသိနိုင်မလဲနင်တို့တွေကရေတန့်ဖို့မြင်အောင်မြင်ဖူးကြတာမဟုတ်ဘူးလေအမေပြောတာမှန်တယ်သူတို့လိုစင်ရဲသားတွေကဘလို့လုတ်ပြီးသိနိုင်မလဲသူတို့တွေကိုအခုလိုမြင့်တရားရေတွေတောင်သုံးဆွဲခွင့်မပေးသင့်ဘူးချမ်းသာတဲ့လူဆိုတာနဲ့ပဲအကုန်လုံးနင်တို့တွေကဝယ်ထားကြလားဒါတပါဝနဲ့ရှားထားတာဖြစ်တဲ့အတွက်အားလုံးမှသုံးမှိုက်ခွင့်ရှိတယ်တလောက်တောင်အရေးချင်းရှိတယ်ဆိုရင်ညစ်ကြီးကိုပါဝယ်ပြီးတော့ပြလိုက်နှစ်ပေတပြပတ်စံရှာပြီးတော့စားနေကြတဲ့လူတွေကကိုကိုကိုဘာထင်နေကြလဲမသိဘူး အလောက်လဲလေပေါ်မှာလွင့်နေစရာမလိုပါဘူးအဲ့လိုနဲ့သူတို့နှိမ်အင်းကမတိတ်ကြတော့ပါဘူးညနေထမင်းစားနေကြတဲ့အချိန်အမေသမီးကြိုက်တာတွေတခုမှလည်းမချက်ထားပေးဘူးအမေကမမကြိုက်တဲ့ဟင်းတွေပဲချက်ထားပေးတယ်သမီးမမခဏတပြုတ်ဒီအိမ်မှာလာနေနေတာအဲ့ဒါကြောင့်သူကြိုက်တဲ့ဟင်းတွေပဲချက်မယ်သူရခမအိမ်မှာဆိုသူကြိုက်တဲ့ဟင်းတွေစားရမှာမဟုတ်ဘူးအမေပြောတာဟုတ်တယ်ရခမအိမ်မှာဆိုကိုစားချင်တာစားလို့မရဘူးအမြဲတမ်းသူများတွေကြိုက်တဲ့ဟင်းပဲဦးစားပေးနေရတယ် ငါသမီးလေးပြောတာဟုတ်တယ်စိတ်မညစ်တဲ့သမီးအေးအေးဆေးဆေးသာထိုင်စားမမအပတ်တိုင်းပဲအိမ်ကိုလာနေကြတပတ်မှတစ်ခါလောက်ပဲရခမအိမ်ကိုပြန်လာအဲ့လိုဆိုတော့သမီးအကြိုက်တွေလည်းချက်ပေးလေပနေရက်တောင်ရှိနေပြီလေမစားရတာပြောချင်တာငါဒီမှာနေတော့နှစ်မှစိတ်ညစ်ရတယ်ပေါ့ငါဒီအိမ်ကိုလာတာလည်းနေရမကြိုက်ဘူးပေါ့လေကိုအမောက်ဒီလောက်တောင်မှမလိုလားဘူးဆိုတာအရင်မသိခဲ့ဘူးအဲ့လိုဆိုတော့လေအရှင်နဲ့ပြောထားလိုက်ပါလားငါဒီအိမ်ကိုမလာတော့ဘူးပေါ့ တီတီငူရာမြင်တဲ့အခါမှာဒေါလာအေးကဒေါသထွက်သွားပြီးတော့တတွေ့ပေါ်စီဆိုပြီးပြောခဲ့ပါတော့တယ်။ဟဲ့ကိုအမောင်ငုံအောင်လှုပ်လိုက်ပြန်ပြီလား။ညီပါလို့ချင်နေဆိုတာငါနောက်မလဲတော့ဘူး။အမြဲတမ်းကိုအမောင်ပဲပြဿနာရှာနေမယ်။တခါတလေတော့လည်းစဉ်းစားဆင်ခြင်မင်းစကားပြောပေါ့။ညီပဲချင်းမှနားလဲတဲ့အရွယ်ရောက်မလဲဆိုတာစဉ်းစားလို့မရဘူး။ကလေးတွေတောင်ညီတက်ပို့ပြီးအတိတရားရှိတယ်ဟဲ့။ဒေါလာဤဒေါသထွက်ပြီးပြောတာကိုတွယ်တွယ်ကလည်းပြန်ပြီးစိတ်တူသွားခဲ့ပါတယ်။အရန်လွန်လာပြီ အမေတို့တွေကဘတော်မှသမီးကိုနားလည်းမပေးကြဘူး။စကားတိုင်းမှာသမီးကိုပဲအပြစ်လိုက်ရှာနေတယ်။ဒီလောက်တောင်မှသမီးနဲ့ပြဿနာရှိတယ်ဆိုရင်သမီးပဲဒီအိမ်ကနေထွက်သွားပေးပါမယ်။တတွေကဒေါသထွက်ပြီးသွားလိုက်ပါတော့တယ်။အိမ်ပြမှာရှိတဲ့မြည်ရဲ့နဘေးမှာထိုင်ပြီးတော့ငုံနေပါတော့တယ်။ဘသူမှငါ့ကိုမစင်စားပေးကြဘူး။ငါ့ကိုတစ်ချိန်လုံးဝိုင်းစုနေကြတယ်။သူတို့တွေကဘာဖြစ်နေကြလဲမသိဘူး။အရင်ကတော့ဒီလိုမျိုးမဟုတ်ခဲ့ပါဘူး။သူတို့တွေငါ့ကိုကယူမဆိုင်ဘူးဆိုတော့လေငါလည်းသူတို့ပြန်ကယူဆိုင်စရာမလိုတော့ဘူးပေါ့။ ခဏတစ်ဖြုတ်စီးဆင်းနေတဲ့မြေကြီးကိုတော်တော်ကသေးချာစိုက်ကြည့်ပြီးထိုင်ရာကနေထပြီးတော့မြင်းနှပေးမှာလမ်းလျှောက်နေပါတယ်။အဲ့ချိန်မှာတော်တော်ကခြေချော်ပြီးမြေသေးကိုပြုတ်ကျသွားပါတော့တယ်။ကေပေါ့ကေကြပါတယောက်ယောက်ကျမောက်ကေကြပါအောင်ရှင်တယောက်ယောက်ကျမောက်ကေပေါင်းရှင်တော်တော်ဟာကေဖို့អော်နေတဲ့အချိန်မှာသူတီဟာကမြေသေးကို လူတယောက်ပြုတ်ကျသွားတာကိုမြင်လိုက်ပါတော့တယ်။မတူကေမပဲဖြစ်တော့မယ်။ ဒီလိုပြောပြီးတော့သူဒီဟာကဘာမှမစင်းစားတော့ဘဲညစ်ထင်းကိုခုံချလိုက်ပါတော့တယ်။တသက်ကိုကဲတင်ပြီးသူဒီဟာကသူ့ကိုမြစ်ကမ်းတစ်ဘီးကိုခေါ်လာခဲ့ပါတယ်။မင်းအဆင်ပြေရဲ့လား။ဟုတ်ကဲ့ပြေပါတယ်။ကျွန်မအသက်ကိုကဲပေးလို့ကျေးဇူးတင်ပါတယ်။မဟုတ်ရင်တော့ကျွန်မဒီနေ့ပေးပြီပဲ။အခုလိုပြုတ်ချပြီးတဲ့နောက်ပိုင်းမှာတသက်ကရန်ကိုကြောင်နေပါတယ်။ဒီနေ့အစားပြီးမြစ်ကမ်းဘေးကိုဘတော်မှမလာတော့ဘူး။ ။သက်သွင်းရဲ့အခြေအနေကိုကြည့်ပြီးဒုတိဟာကပြောခဲ့ပါရယ်။မင်းကမြစ်ထဲကိုဘာလို့ခုံချလိုက်တာလဲ။ရှာယူနေရလား။ကျမဘာလို့မြစ်ထဲကိုခုံချမှာလဲ။တကယ်လို့ခုံချလိုက်တယ်ဆိုရင်ကေဘာလို့ဘာလို့អော်မှာလဲ။ကျွန်တော်ကနောက်တာပါ။အခုလို့အခြေအနေမျိုးမှာဘသူကဒီလိုဆိုးဆိုးရွားရွားစားနှောင်းလို့လဲ။ဟုတ်ကဲ့ကျွန်တော်ခွင့်လို့ပါ။ဒါနဲ့ကျမကိုကေဘေးလို့ကျေးဇူးတင်ပါတယ်။ ရှင်ဟတ်တော်တော်တတိရှိရပဲအခုလိုတတိမျိုးဘသူမှမပြနိုင်ကြဘူးကျမရှင်ပေါ်အကျွေးတင်သွားပြီရပါပြီရပါပြီကျွန်တော်ကအဲ့လောက်လည်းဘာမှလုံးမပေးထားပါဘူးအဲ့လိုမြင်ရတဲ့အခါမှာမမှုကလည်းသူတို့စီကိုရောက်လာခဲ့ပါတယ်အမအခုအဆင်ပြေရလားဟုတ်ကဲ့ကျွန်တော်ရင်ကိုလိုက်ခဲ့ပါဟုတ်တယ်အမလည်းအိမ်ကိုပြန်ရောက်မယ်လေအဝတ်တွေဆုပ်ရွှဲနေတယ်အဝတ်လဲလာအောင်တော်ကြချမ်းနေအောင်မယ်တဖေးပူပူလေးတောက်ကြမယ်လေစိတ်မပူကြပါနဲ့ ကျမအိမ်ကရက်မဝေးပါဘူး။ကျမအိမ်ကမြည့်ရဲ့ဟိုဘက်ကမ်းမှာပါ။အခုတော့ကျမပြန်လာအောင်မယ်။နောက်တစ်ခေါက်ကြလာခဲ့ပါမယ်။အဲ့တော့ဆိုကောင်းပါပြီ။ကျွန်တော်တို့လိုက်ပို့ပေးပါမယ်။သုံးယောက်သားမြစ်ကိုဖြတ်ပြီးမြည့်ရဲ့ဟိုဘက်ကမ်းမှာတတွေ့ကိုအိမ်လိုက်ပို့ပေးလိုက်ကြပါရစေ။အဲ့နောက်မှာတော့သူသည်ဟာနဲ့မမိုးတို့ကမြစ်ကိုဖြတ်ပြီးမြည့်ရဲ့ဒီဘက်ကမ်းကိုအိမ်ပြန်လာကြပါရစေ။ဒီနေ့ကတရားရောက်တဲ့ဖုန်းခိုးပြောနေတယ်ဆိုတော့ကိုတတွေ့ကမြင်လိုက်ပါရစေ။ခဏလေးစမအောင်။ ကျမကိုအချိန်နည်းနည်းထပ်ပေးပါ။တလောက်လွယ်လွယ်နဲ့ကျမဘလို့လုံးနိုင်မှာလဲ။တယောက်ယောက်သာတန်တရားဝင်သွားရင်ကျမတို့တွေပြဿနာတက်ကုန်မယ်။သေချာကြည့်ဆိုင်ပြီးအလုလုံမှဖြစ်မယ်။ကျမကိုခဏခဏဖုန်းမဆက်ပါနဲ့။ကျမဘာသာနောက်မှပြန်ခေါ်မယ်။တီတီရဲ့စကားတွေကိုကြားတဲ့အခါတွယ်တွယ်ကအံ့ဩနေခဲ့ပါတယ်။ဘယ်စကားကိုမမငါတို့လျှို့ဝှက်နေရလဲ။တခုခုလွဲနေရလား။ဒါမှမဟုတ်အကုန်လုံးပဲလွဲနေရလား။ပြီးရင်သိရမှာပဲ။ဒီလိုနဲ့ပဲရန်နေနေကြာသွားပါတော့တယ်။ တနေ့ညနေနေဝင်ချင်းကိုမြေကမ်းရဲ့ဘေးမှာသူဒီဟာက ထိုင်ပြီးကြည့်နေတဲ့အချိန်မြေကမ်းရဲ့တစ်ဖက်မှာတသွေးကလေးရောက်လာခဲ့ပါတယ်။ရှင်တီမာဘာလုပ်နေလဲ။နေဝင်ချင်းအလှနဲ့မြေရဲ့အလှရှုခင်းတွေကိုကြည့်ဖို့အတွက်လာခဲ့တာ။ဒါရီကိုကြည့်ရင်ရဲဟိုလှပြီးတော့စိတ်ချမ်းသာရတယ်။ရှင်ပြောတာမှန်တယ်။အဲ့လိုနဲ့တသွေးနဲ့သူဒီဟာတို့ကအချင်းချင်းစကားတွေပြောခဲ့ကြပါတယ်။နေတိုင်းလူလူသူတို့ကတွေ့ဆုံခဲ့ကြပြီးစကားတွေလည်းပြောပြကြပါတယ်။ နှစ်ယောက်ကတငယ်ချင်းရင်းတွေလိုမျိုးဖြစ်လာခဲ့ကြပါတယ်။တရမောင်သူတို့နှစ်ယောက်ကစားတောက်ဆိုင်တစ်ခုမှာထိုင်စားနေကြပါတယ်။တတရေမင်းကောလိလဲပြီးတော့မယ်။ဒါကြောင့်ကိုမင်းနဲ့ရှေ့ဆက်ပြီးစကားပြောမှဖြစ်တော့မယ်။မင်းကိုလက်ထပ်မလား။တကယ်လားရင်ရှင် တကယ်ကျမနဲ့လက်ထပ်ချင်တာလား။ဟုတ်တယ်ယူမလီတကယ်ပေါ့။ကိုတကယ်မင်းနဲ့မင်္ဂလာဆောင်ကျင်နေတယ်။ဒါကြောင့်မင်းမေးနေတာပေါ့။မဟုတ်ရင်ဘာလို့မေးရမှာလဲ။ကျမရှင်နဲ့မင်္ဂလာဆောင်ချက်ပါတယ်။ဒါပေမဲ့ ဒီလိုပြောပြီးတော်တော်ကစကားကိုရပ်လိုက်တဲ့အခါဒုတိယကသူ့ကိုပြန်မေးခဲ့ပါတယ်။ဘာကိစ္စရှိလို့လဲ။မင်းဘာလို့ဝိုင်းနေတော့တာလဲ။မင်းကိုယ်နဲ့မင်္ဂလာမဆောင်ခြင်းဘူးလား။ကျမပြောတယ်လေ။ကျမရှင်နဲ့မင်္ဂလာဆောင်ချင်တယ်။ဒါပေမဲ့အမေကဒီမင်္ဂလာဆောင်ဘတုံးမှလက်ခံမှာမဟုတ်ဘူး။အခုတလောအမေရဲ့အပြုမူတွေကအရန်ကိုပြောင်းလဲနေတယ်။အမေကမမအတွက်ရှာပေးထားတယ်လို့ချမ်းသာပြီးအရန်အစစ်မြင့်တဲ့အိမ်ကတမတ်မျိုးလို့ချင်တာ။မမလည်းမကောင်း။ဒါတော့ကြည်ကြည်အမေကိုပဲလိုက်ဆော့ပေးနေမယ်။ မင်္ဂလာဆောင်ပြီးတဲ့ကမမလုံးဝပြောင်းလဲသွားပြီကျမမင်္ဂလာဆောင်တွေ့မမအမေဘယ်တော့မှလက်ခံဖို့ပြီးမှာမဟုတ်ဘူးအဲ့ဒါဆိုမဲမဲပြောတော့ကိုရိုတွေဘာလုပ်တဲ့လဲအဲ့လိုသားဆိုကိုရိုတွေအခုပဲဝေးကွာလိုက်တဲ့လားကျမရှင်နဲ့မဝေးကွာချင်ပါဘူးကျမရှင်နဲ့ပဲမင်္ဂလာဆောင်မယ်ကျမတစ်ခေါက်လောက်အိမ်မှာတီချောင်းနဲ့ဆွေးနွေးလာအောင်မယ်လက်ခံတော့ကောင်းတာပေါ့ရှင်လက်မခံတော့လဲကျမတို့ဘာသာပဲမင်္ဂလာဆောင်လိုက်ကြမယ်လေအဲ့လိုနဲ့ဒုတိယနဲ့တသွေးတို့ကမင်္ဂလာဆောင်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ် အဲ့နောက်မှာတော်တော်ကအိမ်ပြန်လာပြီးမိသားစုတွေကိုမင်္ဂလာဆောင်အကြောင်းပြောပြခဲ့ပါတယ်။တမီးထူးတီဟာနဲ့ပဲမင်္ဂလာဆောင်မယ်။ကျန်တဲ့သူနဲ့လုံးဝမင်္ဂလာမဆောင်နိုင်ဘူး။အမေပြောထားပြီးပြီ။တမီးအဲ့လိုဆင်းရဲမွဲတေတဲ့သူနဲ့လုံးဝမင်္ဂလာမဆောင်ရဘူး။အလောက်ဆုပ်ပြတ်တက်နေတဲ့အိမ်မှာအမေကတမီးကိုချွေးမဖြစ်လုံးဝမလွတ်နိုင်ဘူး။အမေရဲ့သဘောတိုင်းပဲတမီးမင်္ဂလာဆောင်ရမယ်။အမေတို့အိမ်ကတမီးတွေသူတို့အိမ်မှာချွေးမဖြစ်တော့ဖို့သူတို့မှအလောက်စင်တမ်းမရှိဘူးအမေတို့တွေရဲ့အစင်တန်းကသူတို့နဲ့ဘလောက်တောင်ကွာလဲ သူတို့တွေကအစင်နဲ့အရမ်းနိုင်နေသမီသမီအတွက်ဒီလိုစကားတွေကအရေးမပါဘူးသမီအတွက်ပတ်စံဆိုတာအရေးမကြီးဘူးသမီအတွက်ပျော်ရွှင်မှုကသာအရေးကြီးတယ်သူတို့တွေကလည်းအရင်ကောင်းကြတယ်သမီကိုလည်းအားလုံးကူဆတ်ကြတယ်တွတ်တွေတစွထိုးလောက်တာကိုကြည့်ပြီးဒေါ်လာအီးကပူပြီးစိတ်ဒူလာခဲ့ပါတယ်အမေတယောက်လုံးရှေ့ရသားနဲ့တော့သမီရဲ့တစွထိုးလုံးမှုလုံးဝအဖြစ်မခံနိုင်ဘူးဒီနေ့ညီကိုကောင်းကောင်းဆုံးမမှသဘောပေါက်လိမ့်မယ်တော်ကြပါတော့တွတ်တွေကအခုခလေးမဟုတ်တော့ဘူးမင်းတို့ရိုက်เสียရမလို့ မင်းသူနဲ့အတင်းလုပိုင်းခွင့်လည်းမရှိဘူး။သူ့ဘဝကြီးအတွက်သူ့မလေးကိုပိုင်ဆုံးဖြတ်ခွင့်ရှိတယ်။အဖေရေဘလို့ရပြောနေရလဲ။တမီးတမီးတော့ကလည်းအဖေတို့တွေအတင်းမင်္ဂလာမဆောင်ပေးခဲ့ပါဘူး။တမီးတော့နဲ့တမီးပဲမင်္ဂလာဆောင်ခဲ့တာ။တမီးကတမီးတို့လိုချမ်းသာပြီးတော့အစင်တန်းမြင့်နဲ့အိမ်ကလူနဲ့မင်္ဂလာဆောင်ခဲ့တာ။သူကသူ့အစင်တန်းကိုကိုယ်တိုင်နှိမ့်ချချက်နေတာ။အဖေလည်းတွေ့တယ်မလား။သူတို့တွေဘလောက်တောင်ဆင်းရဲလဲ။ Oh my god ။တမီးသာဆိုရင်လေသူတို့လိုလူတွေကိုအိမ်မှာအလုပ်သမားတော့ခန့်မှာမဟုတ်ဘူး။ သမီးရဲ့ဆုံးဖြတ်ချက်တွေမှာမမဘာမှဝင်မပြောတာအကောင်းဆုံးဖြစ်လိမ့်မယ်။အခုတလောသူ့ရဲ့ပြုမှုလည်းကြည့်အောင်တဖြည်းဖြည်းနဲ့ရိုင်းဆိုင်လာနေပြီ။ကျင့်ဝတ်တွေနဲ့အမှုကျင့်တွေကိုမေ့နေပြီဆိုတာအဝေးကြီးရနေတော့သိရတယ်ဟဲ့။ "तू ကအယူထနေရလေ။ဒါပေမဲ့အမေကလည်း तू အယူထတာကိုသိချဆုံးပါမယ်။ဒေါ်လာကြီးကတသွေကိုအခင်းထဲမှာအတင်းပိန်ထားလိုက်ပါတော့တယ်။အမေတို့တွေသမီးကိုဒီလိုလှုပ်လို့မရဘူး။သမီးတလောက်မြင်မြင်အရှုံးမပေးတယ်လို့အမေတို့လည်းလှုပ်ချင်တာလှုပ်ခွင့်မပေးနိုင်ဘူး။" အင်ကလူတွေတကားဖွင့်ပေးလိုက်တဲ့အခါမှာအခွင့်အရေးကြီးပြီးတွတ်တွေကတိတိကလေးအင်ကနေထွက်ပြေးသွားပါတော့တယ်။တွတ်တွေကသူ့ဒီဟာနဲ့ဖះเจ้าမှာမင်္ဂလာဆောင်ပြီးသူ့အင်ကိုလိုက်သွားပါတော့တယ်။အိမ်မှာသူတို့ကိုကြိုဆိုပြီးကြပါတယ်။ချွေးမရေသမီးရဲ့ညာခြေတောက်နဲ့ဆန်အိုးကိုကန်လိုက်ပါ။ရောင်မောက်ဒီအင်ကနေကြိုဆိုပါရဲ့နော်။အလုံးကပျော်ပျော်ရွှင်ရွှင်နဲ့ပဲတွတ်တွေကိုအိမ်မှာကြိုဆိုကြပါတယ်။မနေ့မိုးလင်းတဲ့အခါမှာတွတ်တွေရဲ့ပထမဆုံးမိဖို့ကြောင့်ဝင်ရမယ့်အစင်လာဖြစ်ပါတယ်။ ချွေးမရင်ဒီနေ့ကသမီးရဲ့ပထမဆုံးမိဘကြောင့်ဝင်ရမယ့်အစဉ်လားဆိုတော့အမေတို့သမီးကပါချက်ချွေးမှလဲအမေရဲ့သမီးကိုခွင့်လွှတ်ပါ သမီးကထမင်းမချက်တတ်ဘူးတော်တော်ဝမ်းနေသွားတဲ့အခါဒုံမွေးကပြောခဲ့ပါတယ်ကိစ္စမရှိပါဘူးသမီးရဲ့ဒီလောက်လေးကိုများဝမ်းနေစရာပါပါလို့လေအမေတို့တွေရှိနေရပဲသမီးကိုအကုန်လုံးတင်မင်းမှာပေါ့ဒုံမွေးကတော်တော်ကိုထမင်းဟင်းချက်တာတင်ပေးပါတယ် ဒုံမွေးကတွတ်တွေကိုဘာအလုပ်တစ်ခုမှမမဆူဘူးဆိုတာကိုသတိထားမိခဲ့ပါတယ်။သူ့ကိုပဲချစ်ပိန်ချစ်ပေးပါတယ်။ဒုံမွေးဟာထမင်းဟင်းချက်ပြီးတွတ်တွေကအင်တန်ရှင်ရေးလုပ်ပါတယ်။ဒါပေမဲ့သူ့အတွက်အလုပ်တွေပူလာခဲ့ပါတယ်။တခါတလေမြေရေအပေါ်အထိတက်လာတဲ့အခါအိမ်လေးကနေအမှိုက်တွေပါပါလာတတ်ပါတယ်။မြစ်ပေးမှာအိမ်ရှိရတာလဲဒီလိုမျိုးတွေစိတ်ညစ်ဖို့ကောင်းတယ်။အခုနောက်ပဲအမှိုက်တွေကိုလဲတယ်။အခုလဲကြည့်အမှိုက်တွေနဲတာမဟုတ်ဘူးပြန်ရောက်လာပြီ။ အဲ့လိုနဲ့တသွင်းရဲ့တန်ရှင်းရေးလုပ်ရတဲ့အလုပ်ကပူပူလာခဲ့ပါတယ်။တသွင်းကနောက်တစ်ခါတန်ရှင်းရေးလုပ်ပြီးတော့ထမင်းဟင်းချက်ဖို့အတွက်မိဘကိုထင်းကျောင်းနေနဲ့မိမွေးတဲ့အခါမတော်တဆထင်းစားကလက်ထိတ်ဆိုင်သွားပါတော့တယ်။ဒါကြောင့်သူ့လက်မှာသွေးတွေထွက်လာခဲ့ပါတယ်။အာနားလိုက်တာအာသမီးရဲ့ဘာဖြစ်လို့လဲအဆင်ပြေရဲ့လားသမီး။ဟုတ်ကဲ့မေနည်းနည်းလေးထိတ်သွားလို့ခဏလေးစောင့်ကျမကိုစေးတက်တာယူလာမယ်။ မမို့ကစေးတတာယူလာပြီးတွတ်တွက်ရလက်မှာစေးထည့်ပေးလိုက်ပါတော့တယ်။သမီးရဲ့ဒီအလုပ်ကိုမလုပ်ပါနဲ့။ဒီအလုပ်တွေကိုသမီးကကြံ့တာမရှိသေးဘူး။ဒီနေ့အမေတို့တွေထမင်းချက်လိုက်မယ်။သမီးသွားနှားနေလိုက်။ဟုတ်တယ်ရောင်းမ။သမီးတို့ပါတာလှုပ်လိုက်ပါမယ်။သူတို့တွေဒီလိုမျိုးချင်ပေးတာကိုတော်တော်မြင်တဲ့အခါအရင်ကဝမ်းသာနေခဲ့ပါတယ်။လမ်းလျှောက်ထွက်ဖို့မြေကမ်းဘေးကိုထွက်လာပြီးတော်တော်ကစဉ်းစားခဲ့ပါတယ်။တော်တော်ဟာပန်းဒီကိုဓာတ်နေလိနေတဲ့အချိန်မှာသူ့လက်ကိုဓာတ်ထိသွားပါတော့တယ်။ ာနားလိုက်တာလက်ကိုတားထိသွားပြီအမေကြည့်ပါဦးသမီးလက်ဘလောက်တောင်ရှာသွားရည်လဲအဲ့ဒါမြဘာဖြစ်လို့လဲအီးလက်ကိုတေချာရေးနဲ့ဆေးပြီးတော့ဆေးထဲလိုက်ကလေးတယောက်လိုလာငိုးနေသေးတယ်ခဏနေကောင်းသွားလိမ့်မယ်အဲ့ဒီချိန်မှာသူဒီဟာကလည်းသူ့နောက်ကိုရောက်လာပါတယ်အခုမင်းနဲ့နေဝင်ချိန်ကိုကြည့်ဖို့ရောက်လာပြီရှင်ပြောတာဟုတ်တယ်နေဝင်ချိန်ကိုကြည့်ရတာတအားကိုလာတာပဲရှင်ပြောပြသလိုတီယိုလာတာအရင်ကစိတ်ချမ်းသာရတယ် မင်္ဂလာဆောင်ပြီးတဲ့ကနေဝင်ချိန်ကိုကြည့်ဖို့ရှင်တကားမှမလာဘူး။ဘာလို့လဲဆိုတော့ကို့မောင်ကိုပိုင်နေမင်းကြီးရောက်သွားပြီလေ။ရှင်ဘာပြောလိုက်တာလဲ။ကျွန်မနားမလဲဘူး။နေဝင်ချိန်ကိုကြည့်ဖို့ဆိုတာအကြောင်းပြချက်တသက်တစ်ခုပါ။တကယ်တော့ကို့ကမင်းကိုလာလာကြည့်ရအောင်။ဒီစကားကိုကြားတဲ့အခါမှာတွယ်တွယ်ကပူပြီးအံ့ဩသွားပါတော့တယ်။ဟုတ်တယ်။ကိုမင်းကိုရင်ကလေးကရမ်းသဘောကျတာ။ကိုဒီယိုလာတယ်ဆိုတာကမင်းကိုကြည့်ဖို့လာတာ။မင်းတယောက်တည်းကိုပဲကြည့်ဖို့အတွက်လာတာ။ ဒါဆိုကျမကိုမြစ်ထဲကနေကယ်ပေးခဲ့တဲ့နေ့ကပထမဆုံးတွေ့ဆုံတဲ့နေ့မဟုတ်ပေါ့လေဒါဆိုကျမရှင်နဲ့မင်္ဂလာဆောင်လိုက်တာအကောင်းဆုံးဖြစ်သွားတာပေါ့နော်ဒီလိုနဲ့နှစ်ယောက်သားစကားစမီပြောကြပါတယ်နောက်ရမှာတော့တွေ့တွေ့နဲ့မမို့တို့ကမြေကင်းပြီးမှအဝိရှေပကန်းစီးနေကြပါတယ်တခါတလေကြတော့လေမြစ်ရဲ့ပေးမှအိမ်ရှိတာကောင်းတယ်အခုလိုမျိုးဆိုမြစ်ပေးမှနေရတာသဘောကျတယ်မြစ်ပေးမှရှိတဲ့ရောက်ခမအိမ်မှနေရတာစိတ်ချမ်းသာတယ်ရောင်းမရဲ့မြစ်ကမ်းပေးမှရောင်းမရဲ့အမေအိမ်လည်းရှိရပါပဲ။ ဘာရညာကွာချားနေလို့လဲမြေကမ်းပေးမှာပဲအမေအိမ်ရောက်ရခမအိမ်ရောက်ရှိတယ်ဆိုတော့လက်ခံပါတယ်ဒါပေမဲ့ရခမအိမ်ကိုပို့တဘောကြတယ်မမတီမာနေရတာပို့ကြိုက်တယ်အဲ့ဒါဆိုရင်တီထက်ပြောင်းလုပ်ပေးမယ်ကျမနဲ့လိုက်ခဲ့ကျမတို့တွေမြစ်ထဲမှာရှည်သွားချိုးကြမယ်လေမမရေမကူးတတ်ဘူးဘာမှမဖြစ်ဘူးမမကျမတင်ပေးမယ်အနည်းဆုံးတော့ကျမတို့တွေရေကူးတတ်တဲ့နယ်လေလာအဲ့ဒါဆိုသွားပြောကြမယ်ပြင်းပေါက်ကနေဒေါ်လာအင်းနဲ့တီတီတို့က မြေကမ်းဘေးမှာထိုင်ပြီးတတွေဟာအဝိရောပကန်စီးနေတာကိုတွေ့တဲ့အခါမှာတော့အမေတွေ့ရမလား။ तू ဟာသမီးတို့တွေရဲ့စကားကိုနားမထောင်မဲအိမ်ကနေထွက်ပြေးပြီးမင်္ဂလာဆောင်လိုက်တယ်တဲ့။ဒီကောင်မလေးကနေရာတိုင်းမှာအမေကိုတိတ်ခါလိုက်ချနေရပဲ။သမီးပြောတာဟုတ်တယ်။ကြည့်ပါဦး။ဘလို့ဆင်းရဲပြီးစုပ်ပြတ်တက်နေတဲ့အိမ်မှာနေနေလဲ။တို့ခုအမေအကြောင်းသိစေရမယ်။ဒေါ်လာကြီးကဒေါသထွက်သွားပြီးတော့အိမ်ပြင်မြေကမ်းဘေးကိုရောက်လာတဲ့အခါမမို့နဲ့တော်တော်တို့ကမြစ်ထဲမှာရေကူးနေတာကိုတွေ့ပါတယ်။ တတဲကမုံမုံနဲ့ပြောနေပါတယ်။နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ရေပက်ကြရင်အင်းများတွေမြည်ရေကိုခန်းစားနေကြပါတယ်။ရောင်မရေကျမပြောတယ်မလား။ရေကူးရတာတလောက်လည်းမခက်ပါဘူး။ညီမလေးပြောတာဟုတ်တယ်။ရေကူးရတာတော်တော်ပျော်ဖို့ကောင်းတယ်။ဘလောက်တောင်စိတ်ချမ်းသာရလဲ။အခုအစားပြီးမြစ်ထဲမှာပဲရေလာချိုးတော့မယ်။ဒီမြင့်ဝင်းကိုတွေ့တဲ့အခါဒေါ်လာကြီးကဒေါသထွက်ပြီးစိတ်ဆိုးတကြီးနဲ့ပြောခဲ့ပါတယ်။ကြည့်ပါအောင်ကြည့်ပါအောင်ဘလို့တော့အရှက်မရှိလိုက်လဲ။ ဘလို့လူတွေနဲ့နေလဲအဲ့လိုလူတွေရဲ့အကျင့်တွေကူးတယ်ဆိုတာအမှန်ပဲအခုသူ့မှာကုံတိတ်ခါဆိုတာမရှိတော့ဘူးစင်းရဲတဲ့လူတွေနဲ့ပေါင်းပြီးသူတို့လိုအမှုအကျင့်တွေလိုက်လုံနေတယ်သမီးရဲ့မိသားစုတွေနဲ့ပတ်သက်ပြီးအမေတခုံးမှမပြောပါနဲ့အခုဒီထဲမှာအဆက်မရှိเสียဘာမှမပါဘူးသမီးရဲ့ဘဝကြီးကိုလွတ်လွတ်လပ်လပ်နဲ့ဖျက်ဆီးနေတာအခုချိန်ဒီသမီးတခါမှဒီလိုမျိုးမနေခဲ့ရဘူးသမီးပြောချင်တာဘာတိတ်ပဲလဲအမေတို့တွေကသမီးကိုတခါမှပြောပါခွင့်မပေးခဲ့ဘူးလား ဒီမှာဆိုသမီးတို့အသုံးဆောင်ပစ္စည်းတွေအကုန်ရနေလေခိုးမဘာတွေများရနေလို့လဲစင်းရတဲ့လူတွေလို့ပဝါကြီးကိုဖျက်တမ်းနေရတယ်မြေကမ်းဘေးမှာထိုင်ပြီးအဝတ်ရှော်ပကံစည်းနေရတယ်လေအခုလည်းအခွင့်အရေးရှိသေးတယ်သမီးအမေတို့စီပြန်လာခဲ့စကားနားမထောင်ဘူးဆိုရင်တော့အမွေပြက်ဆွတ်လွတ်လိုက်မယ်အမေသမီးကိုအချိန်တစ်ခုပေးမယ်တိတ်ချဆန်းစားလိုက်နောက်မှငိုပြီးတော့အမေစီပြန်လာရင်လုံးဝလက်ခံမှာမဟုတ်ဘူးနော်ဘသူကရောပြန်လာမှာမလို့လဲအမေတို့စီသမီးပြန်မလာချင်းဦးဒီမှာနေရတာသမီးအယမ်းပျော်တယ် အမေတို့အိမ်မှာနေတာထက်သမီးတီမှာပိုပျော်တယ်အမေဒေါ်လာအီးကိုတော်တော်ကပြည့်ပြည့်တတ်တာပြောပြီးအိတ်ကနေပြန်သွားလိုက်ပါတော့တယ်အဲ့ခါမှာဒေါ်လာအီးကပူပြီးတော့စိတ်တုန်နေခဲ့ပါတယ်အဲ့ဒါကိုခွင်ကောင်းယူပြီးတီတီကထပ်ပြီးတော့မြှောက်ပင့်ပေးပါတယ်အမေရတွေ့ပြီလားဘိုးပါမဟုတ်တဲ့ဆင်းရဲပြီးစုပ်ပြတ်တက်နေတဲ့အိမ်ကလူတွေအတွက်အမေသမီးကဘလို့ပြန်ပြောသွားလဲသူကတော်တော်တယောက်တည်းပဲဆိုတော့ယုံတော့မယုံနိုင်ဘူးသူကအမျိုးတွေကြားမှလည်းအရှက်ခွဲခဲ့တယ်လို့ အခုအိမ်နီးချင်းတွေရှေ့မှာလည်းအဆက်ခွဲလိုက်ပြန်မင်းဒီရီမြောက်ပေးတဲ့ပုံစံကမီးလောင်နေတဲ့အချိန်စီထက်လောင်းလိုက်တယ်လို့ပါပဲအဲ့ဒီခါမှဒေါ်လာကြီးကပူပြီးစိတ်တူသွားပါတော့တယ်သူ့အမေလွယ်လွယ်နဲ့အလွတ်မပေးဘူးအမေပါလို့မလဲဆိုတော့တမီစောင့်ကြည့်နေဒေါ်တာထွက်ပြီးဒေါ်လာကြီးကအဲ့နေရာကနေပြန်သွားပါတော့တယ်ဒီရီကပြုံးနေပြီးကိုဘာသာစကားပြောနေခဲ့ပါတယ်အခုမှပဲပူပြော်ဖို့ကောင်းတော့မယ်တော်သေးတယ်တော်တော်အခုလောလောလိုက်တော့ငါ့အတွက်ပူလွယ်ကူသွားတယ် ခုမှငါ့ပလန်လောက်ရမှာပူလွယ်ကူသွားပြီရှိသမျှအမွှေးတွေအကုန်လုံးကိုငါ့နမန်နဲ့လောက်ပြစ်မယ်တော်တော်ပတ်စံတစ်ချက်မှမရစေရဘူးတဖက်မှာဒေါ်လာရေးကလူတယောက်နဲ့ဖုန်းပြောနေခဲ့ပါတယ်ဒီအလောက်ကိုရက်အနည်းငယ်တွေးမှပဲလောက်ပြီးတာလို့ချင်တယ်ရှိသမျှအဆက်အသွယ်တွေစီကိုပြောလိုက်ဒီအကြောင်းကမြို့မှာမီးလို့ပြန်သွားတာလို့ချင်တယ်တနေရာမှမကြံစင်နဲ့သူတော်တော်ကြီးစိတ်ထိခိုက်သွားတာလို့ချင်တယ်ဟုတ်ကဲ့မကြီးစိတ်မပူပါနဲ့ အမကြီးတည်တဲ့အတိုင်းပဲကျွန်တော်တို့တွေကမြို့မှာနာမည်ကြီးတွေအသီးမိတ်ဆွေတွေလည်းများပြီးပြောတဲ့အတိုင်းတနည်းအားမှမကြံစီရပါဘူးတဖက်မှာလည်းတည့်ရမှာတော့မိုးရီအရန်သေးလာပြီးမြေရီ တက်လာလိုက်တာတွသွဲရဲ့ရောက်ခမအင်းလေးကိုရေးရီဝင်လာခဲ့ပါတယ်တွသွဲကရေးရီကိုအင်ပြင်ကိုခတ်ထုတ်နေခဲ့ပါတယ်ဟာရေးရီကလည်းခဏခဏပြင်းပြန်ဝင်လာနေတယ်သူ့ကိုခတ်ထုတ်ရတာ တော်တော်ပင်ပန်းတာပဲအခုလိုတွေလုံနေရတာသမီးတို့တော်တော်ခက်ခဲမှာပဲ ။သမီးရဲ့အမေအိမ်မှာဆိုမြစ်ကမ်းဘေးမှာနေရပေမဲ့အခုလိုမျိုးအခက်အခဲတွေကြုံဖူးမှာမဟုတ်ဘူး။မြစ်ကမ်းဘေးမှာပဲရှိတဲ့သမီးရဲ့ရောက်ခမအိမ်မှာအခုလိုအခက်အခဲမျိုးသမီးကကြုံနေရတယ်။ဘာမှမဖြစ်ပါဘူးအမေ။ဒီထဲမှာစိတ်ညစ်စရာပါရှိလို့လဲရေတွေပဲဟာ哦။သမီးတို့တွေလည်းအိမ်ထဲကိုရေမဝင်အောင်နေရန်သေးလေးတစ်ခုစောက်လိုက်မယ်လေ။ညနေရောက်တော့သူတီဟာကဝန်းနေစောနဲ့အင်ကိုပြန်လာခဲ့ပါတယ်။တားရေဘာဖြစ်လာလဲ။ဘာလို့တလောက်တောင်မှဝန်းနေနေရလဲ။ တခုခုဖြစ်လာပုံပေါက်တယ်မေဘာဖြစ်လာလို့လဲစိတ်ညစ်နေပုံပေါက်နေတယ်အလုတ်ကနေထွက်လိုက်ရပြီတတိယအလုတ်ကနေထုတ်လိုက်တယ်ရှင်ဒါပေမဲ့ဘာဖြစ်လို့လဲဘာလို့ဒီလိုဖြစ်ရတာလဲအခုချိန်นี้အားလုံးအဆင်ပြေနေတာ哦ရုတ်တရက်ကြီးဘာလို့အလုတ်ကနေထုတ်လိုက်တာလဲမသိဘူးရုတ်တရက်ကြီးသူတို့တွေတောင်းကိုဘာလို့လှုပ်ထုတ်လိုက်လဲဆိုတာတောင်းလည်းဘာမှနားမလဲဘူးအခုဘာလို့ရမလဲဆိုတာစဉ်းစားလို့မရဘူးလက်ရှိအလုတ်ကအရင်ကောင်းနေလာစားရတာလည်းကောင်းနေ ရုတ်တရက်ကြီးအလုပ်ကိုဘယ်မှာသွားရှာရတော့မလဲဆိုတာစဉ်းစားလို့မရတော့ပါဘူး။ဘာမှမဖြစ်ပါဘူး။ကုမ္ပဏီတွေမှာဒီလိုဖြစ်နေကြပဲ။အကြောင်းပြချက်တစ်ခုခုနဲ့ဘသူ့ပဲဖြစ်ဖြစ်အလုပ်ထုတ်လိုက်ကြတယ်။သူတို့တွေကလုံနေကြပဲ။ရှင်အရေးချင်းရှိပြီးသားပဲ။ဘယ်မှာပဲဖြစ်ဖြစ်အလုပ်တစ်ခုခုတော့ရသွားမယ်ဆိုတော့ယုံကြည်တယ်။နောက်ရမှာတော့သူဒီဟာကနေရာတိုင်းမှာအလုပ်ရဖို့အတွက်ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့တမျိုးလုံးမှာဘယ်မှမလုပ်မရပါဘူး။ ီလိုနဲ့နေရတွေကြာလာပြီးသူတို့ရဲ့အခက်အခဲတွေပုံပြီးတိုးလာခဲ့ပါတယ်ရုတ်တရက်ကြီးဘာလို့အခုလိုတွေဖြစ်ရလဲဆိုတာနားကိုမလဲတော့ဘူးဘဲကုမ္ပဏီကမှကိုယ့်အလုပ်မခန့်ကျင်ကြဘူးအင်တာဗျူးတောင်လက်မခံကြဘူးအခုလိုမျိုးဘာကြောင့်ဖြစ်လာရလဲဆိုတာနားမလဲဘူးဖြစ်နေတယ်သူတရရဲ့စကားကိုနားထောင်ပြီးတဲ့အခါတတွေကဒါရီရဲ့နောက်ကွယ်မှာဘသူလက်ချက်လဲဆိုတာသဘောပေါက်သွားပါတော့တယ် ။တွဲသွဲကဘာမှဆက်မမေးတော့ဘဲတရားကိုဖြတ်ပြီးမြေကမ်းရေဟိုဘက်မှာရှိတဲ့အမီးအင်ကိုတွားလိုက်ပါတော့တယ်။သမီးပြန်ရောက်လာပြီလား။သမီးသူတို့လိုအိမ်မှာမနေနိုင်ဘူးဆိုတာအမေပြောတာပဲ။တရမဟုတ်တရတော့သမီးအမေကိုလိုအပ်မယ်ဆိုတာသိပြီးသား။အမေကနားလည်မို့လွဲနေတာပဲ။သမီးကအမေကိုတတိလာပေးတာ။သမီးရဲ့မိသားစုတွေနဲ့ဝေးဝေးမှနေပါ။မဟုတ်ရင်အမေအတွက်ကောင်းမှာမဟုတ်ဘူး။အခုလိုမျိုးတွေကိုအမေပဲလောက်ထားတယ်ဆိုတာသမီးသိတယ်။ အမေအခုလိုတွေလှုပ်ရင်သမီးပြန်လာမယ်လို့အမေကထင်းနေရလားလုံးဝပြန်မလာဘူးအမေကဆက်ဆံရေးဘတော်မှတံမိုးမထအောင်ပတ်စံအောင်ပဲတံမိုးထားခဲ့တယ်အဲ့ဒါကြောင့်တနေ့တော့အမေအထီးကျန်လိမ့်မယ်အမေဘသူ့ကိုယုံကြည်လဲအဲ့ဒီလူကပဲအမေကိုတစ္ဆာဖောက်လိမ့်မယ်အဲ့လိုပြောပြီးတော်တော်ကစိတ်ဆိုးတကြီးနဲ့ပြန်သွားပါတော့တယ်အဲ့ချိန်မှာတီတီနဲ့အတူသူ့ယောက်ျားနှမျိုးလေးရောက်လာခဲ့ပါတယ်ဒေါ်လာကြီးကရင်ကိုစိတ်ဆင်းရဲနေခဲ့ပါတယ် အမေဘာလို့ဒီလောက်ဆင်းရဲနေတာလဲတသွေးရအမေကိုတစ္ဆာဖောက်ပြီးမှတော့အမေလည်းသူ့ကိုမေးလိုက်ပါတော့တသွေးရဟိုဆင်းရဲတဲ့လူတွေကိုပို့ပြီးတော့တံမိုးထားတာဒါကြောင့်သူကဒီအိမ်နဲ့ပတ်သက်စရာမလိုတော့ဘူးတာပြောတာမှန်ပါတယ်သူတော်အမေတို့မိသားစုအတွက်မစင်စားတော့တာအမေလည်းသူ့ကိုကြိုးဆိုင်စရာမလိုတော့ဘူးသူ့ပါတာသူဆင်းရဲပြီးတော့ရုန်းကန်ပလိစေတဖက်မှာလည်းတသွေးကရောက်ခမအိမ်မှာသမီးအတိတ်ပဲမရှိတဲ့စကားကိုပြောနေတယ်ဆိုတာလက်ခံပါတယ်သမီးတို့တွေခုခက်ခဲနေတဲ့အချိန်ကိုကြော်ပြတ်နေရတယ်ဆိုပေမဲ့အကုန်အစဉ်ပြေသွားပါလိမ့်မယ် ။တမီကိုပိုင်စီးပွားတခုလောက်ချက်နေ။တမီစီးပွားရေးပညာအတိကလေ့လာထားတယ်။တမီမိသားစုတွေရဲ့စီးပွားရေးအကြောင်းလည်းနားလည်ထားတော့ဘလို့လောက်ရမလဲဆိုတော့တမီသိတယ်။အဲ့တော့တမီလှုပ်လို့ရမလား။တမီရဲ့အဲ့ဒါများမေးစရာလိုလို့လား။တမီရဲ့ဘဝကြီးလေး။တမီဖြစ်ချင်တဲ့အတိုင်းဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။တမီလှုပ်ချင်တာလှုပ်ပိုင်ခွင့်ရှိတယ်။ဟုတ်တယ်မိမ။မင်းဆုံးဖြတ်ချက်ကိုကိုရုတွေအားလုံးအားပေးပါလေ။အဲ့ဒါဆိုကောင်းပြီ။ဒီနေ့ကစပြီးသမီးတို့တွေအလုပ်ကိုတေချာစူးစမ်းကြမယ်။ တခုခုကိုလက်ဝဲပါဆာနာလှုပ်ကြမယ်။တသွေးကသူ့စီးပွားရေးအတွက်ကြံ့ကြံ့ထုတ်နေတဲ့အချိန်တဖက်မှာလေတီရိနယ်လှမျိုးတို့ကပလန်လုပ်နေကြပါတယ်။အခုဆိုကျမတို့တွေကတထေးဖြစ်လာတော့မယ်။အ мян ဆုံးအမေကိုစာချုပ်အတုတခုမှလက်မှတ်ထိုးခန်းလိုက်မယ်။ရှီသမ ्या စီးပွားရေးတွင်တဲ့အမွေတွေကကျမတို့နာမည်နဲ့ရသွားလိမ့်မယ်။ဟုတ်တယ်။ရှီသမ ्या အမွေတွေငါတို့နာမည်နဲ့ဖြစ်လာတော့မယ်။တသွေးကအထည်တွေကိုကိုပိုင်ဒီဇိုင်းဖန်နေပြီးကိုပိုင်ဆိုင်လေးတခုဖွင့်လိုက်ပါတော့တယ်။ သူ့ရဲ့ဆိုင်ကင်းလေးမှာမုံမိုးထူးတီဟာနဲ့ဒုံမွေးတို့၃ယောက်ကကူညီပေးကြပါတယ်။၃ယောက်လုံးကတွတ်တွေကိုဝိုင်းမိကူညီကြပါတယ်။အချိန်လေးတစ်ခုရောက်လာတဲ့အခါတွတ်တွေရဲ့စီးပွားရေးကတိုးတက်လာပြီးအမျက်တွေလည်းအများကြီးရလာခဲ့ပါတယ်။လာနေငယ်ကြိုးစားပြီးတဲ့နောက်မှာတော့နောက်ဆုံးတော့ကျမတို့တွေအကောင်ဆုံးလုံနိုင်ခဲ့ပြီးအရန်ဝမ်းသာတာပဲ။အခုလိုမျိုးတွေဖြစ်လာမယ်ဆိုတာယုံတော့မယုံနိုင်ဘူးရှင်။အခုလိုတွေအောင်မြင်လာရတယ်ဆိုတာမင်းကြိုးစားမှုနဲ့အားထုတ်မှုတွေကြောင့်ပါပဲ။ ကျမတယောက်တည်းကြောင့်မဟုတ်ပါဘူး။ရှင်တို့တွေအားလုံးရဲ့အကူအညီကြောင့်လဲပါတယ်။ရှင်တို့တွေကလည်းစူးစမ်းအားထုတ်ကြပြီ။ကျမတို့တွေမှစူးစမ်းမှုရလက်ကိုခံစားနေရပြီလေ။ချွေးမရေအမေတို့တွေသမီးကိုကုံယူပါတယ်။သမီးသာမရှိခင်အခုလိုမျိုးတွေဘတော်မှဖြစ်လာမှာမဟုတ်ဘူး။သမီးကအချိန်နဲ့အဆိုးဆုံးချိန်မှာတောင်မိသားစုတွေရဲ့လက်ကိုတွဲထားတယ်။မိသားစုအတွက်ပဲစဉ်းစားပေးတယ်။သမီးလိုချွေးမမျိုးလူတိုင်းရတဲ့နဲ့။ကျမရောင်းမလေးကကဘာပေါ်မှာအကောင်းဆုံးပဲ တတ်တရဲ့စီးပွားရေးအကြောင်းကိုဒေါ်လာကြီးကကြားတဲ့အခါမှာတော့အခုတော့တွေ့ပြီမလားနင်ကဘယ်တော့မှကိုရုသမီးလေးကိုနားမလည်နိုင်ခဲ့ဘူးသူကခုကိုပိုင်စီးပွားရေးတစ်ခုကိုထောင်းလိုက်ပြီမိသားစုသာအတူရှိတယ်ဆိုရင်လူတယောက်ဟာဘယ်အလုပ်ကိုမှမစိုးလုပ်နိုင်နေကျမအရှိမစကားပို့တွေလာမပြောနဲ့ကျမဘာမှမကြားချင်ဘူးဒေါ်လာကြီးကဒေါသထွက်သွားပြီးတော့မျက်နှာရှုံပေပြီးအဲ့ဒီကနေထွက်သွားလိုက်ပါတော့တယ်တနေ့တော့ငါပြောတဲ့စကားကိုနားလည်လာမှာပါအဲ့ဒီချိန်တော်တော်နောက်ကျနေလောက်ပြီး ရန်နေငယ်ကြတဲ့အခါတီတီနဲ့လှမျိုးတို့ကစာချုပ်အတူတစ်ခုယူလာပြီးဒေါ်လာအေးစီလာကြပြီးတော့ဒေါ်လာအေးကိုစာချုပ်အပေါ်မှာလက်မှတ်ထိုးခိုင်းခဲ့ပါတယ်။ဒီစာချုပ်တွေကပါတယ်လေ။ဘာအတွက်လက်မှတ်ထိုးပေးရမှာလဲ။စီးပွားရေးကတမီးတို့အဖေပဲထိန်းသိမ်းတာလေ။အဲ့တော့အဖေကိုဘာဖြစ်လို့လက်မှတ်မထိုးခိုင်းတာလဲ။ဘာဖြစ်လို့လဲဆိုတော့အဖေကရှိသမျှအားလုံးအမေနာမည်နဲ့လွဲပြောင်းထားလို့ပေါ့။အမေအေးဒါစီးပွားရေးအတွက်စာချုပ်မဟုတ်ပါဘူးကျွန်တော်တို့အတွက်အတိတ်အသက်တွေတယောက်လို့လို့ပါ ကျွန်တော်တို့တွေစီးပွားရေးအသစ်တစ်ခုလုပ်ချင်လို့ဒါကြောင့်အသီးသက်တွေတူလို့ရတယ်။အော်အဲ့ဒါဆိုလဲကောင်းတာပေါ့။ဒါတို့အတွက်ဖေကအသီးသက်တွေတယောက်နေနဲ့ပိုကောင်းတယ်။အမေကတော့အခုလိုကိစ္စတွေနားမလည်ပါဘူး။အမေရဲ့တလောက်လည်းမစင်စားပါနဲ့လက်မှတ်သာထိုးပေးပါ။ဒေါ်လာကြီးကလက်မှတ်ထိုးပြီးတော့မယ်အချိန်ပါပဲ။ဥရွှေလာဝင်းကလူတယောက်နဲ့အတူရောက်လာခဲ့ပါတယ်။ခဏနေုံမင်းတို့နှစ်ယောက်အကြောင်းပေါ်သွားပြီ။ဘာဖြစ်လို့လဲဖေ။အဖေပါလို့အခုလိုမျိုးတွေပြောနေရလဲ။ ဒီလောက်လေယူသားခြင်းအောင်မဆောင်ပါနဲ့မင်းတို့အမှန်တရားကိုငါသိသွားပြီလုံခဲ့တဲ့နှစ်တည်းကတည်းကကုမ္ပဏီကိုမင်းတို့တွေဘလို့လိန်ခဲ့လဲဆိုတာပြီးတော့အခုချိန်မှာရာအလုံးကိုဘလို့သိမ့်ပိုက်ချင်နေလဲဆိုတာအကုန်သိသွားပြီဒါကြောင့်အခုစာချုပ်အတုပေါ်မှာလက်မထိုးခိုင်းနေတာမဟုတ်ရပါဘူးအဖေအဖေဘာလို့ဒီလိုပြောနေရလဲအဲ့လိုမျိုးတခုမှမဟုတ်ပါဘူးအဖေ။နေပါစီသမီးရဲ့အဖေကုံတီးပြီးသွားပြီ။ဖြည့်ရှင်းချက်တွေလည်းမပေးပါနဲ့တော့။သမီးကိုဆန့်ကျင်နေတဲ့တက်သေးတွေအားလုံးဖိမှရှိတယ်။ ညီလေးရေအခုဒီစာချုပ်ကိုလည်းတက်သေးတစ်ခုဖြစ်နေတင်သွင်းလိုက်ပါဒီနေ့ရောက်ကိုလည်းအိမ်ကနေခေါ်သွားလိုက်ပါတော့ကြားတော့ခမရတို့တွေကျွန်တော်နဲ့အတူလိုက်ရမယ်ကျောင်းနိုင်ရာသဘွေပေါ်မှာတင်ကြတဲ့စာချုပ်တူကိုယူပြီးလာမျိုးနယ်တီတီတို့ကိုလည်းခေါ်သွားလိုက်ပါတော့တယ်အမှန်တရားကိုသိရတဲ့အခါဒေါ်လာကြီးမှတုန်လှုပ်သွားပါတော့တယ်ဒါရီကဘာဖြစ်သွားရလဲတခုမှလည်းနားမလည်လိုက်ဘူးအဲ့ဒါကြောင့်မင်းကိုအမြဲတမ်းနားလည်အောင်ကူပြောပြတယ်ပတ်စံထပ်ပူပြီးဆက်ဆံရေးကတန်ဖိုးရှိတယ် မင်းကအမြဲတမ်းတီးတီကိုပတ်စံရဲ့အေးပါပုံကိုပဲသင်ပေးတယ်။ဖះမလို့ကုလူသမီးလေးတော်တော်ရာဒီလိုမဟုတ်လို့တော်သေးတာပေါ့။ငငယ်ကလေးကမင်းရဲ့အတွေးတွေနဲ့ तू ကဆန့်ကျင်နေခဲ့တယ်။ဒါကြောင့်မင်းကသူ့ကိုအမြဲတမ်းလစ်လျူရှုခဲ့ပြီးတော့တီးတီကိုပဲပူချစ်ခဲ့တယ်။မင်းကသမီးလေးအပေါ်မှာတောင်းဝင်မကြည့်ခဲ့ဘူး။ကိုပြောတာမှန်တယ်။ကျမသမီးလေးတော်တော်ပေါ်မှာလုံးဝမကောင်းခဲ့ဘူး။သူ့အပေါ်ဆူဆူရွရွဆက်ဆန့်ခဲ့မိတယ်။သမီးလေးကကျမခွင့်လွတ်နိုင်ပါမလားတော့မသိတော့ပါဘူးရှင်။မင်းသူ့ကိုတောင်းပန်ပါပဲခွင့်လွတ်တယ်ခွင့်မလွတ်ဘူးဆိုတာကိုသိရလိမ့်မယ်။ ဲ့ဒီခါမှာပထမဆုံးချင်းဒေါ်လာကြီးကမြေကိုဖြတ်ပြီးတသွဲ့ရဲ့ရောက်ခမအိမ်ဘက်ကိုသွားပါတော့တယ်။တသွဲ့ကစိတ်တုန်နေပေမဲ့ဒေါ်လာကြီးရဲ့စကားကိုစုံအောင်နားထောင်ပါတယ်။သမီးရဲ့အမေကိုခွင့်လွှတ်ပေးပါ။အမေမားတာတွေကိုနားလဲပါပဲ။သမီးပေါ်မှာအမေတီလို့မလုပ်ခဲ့တဲ့အောင်ငင်းငယ်တဲ့ဟာသမီးကိုတေချာကြူမဆိုင်ခဲ့ဘူး။အမေကသမီးစီကိုတောင်းပန်ဖို့လာခဲ့တာပါ။တသွဲ့ကဒေါ်လာကြီးရဲ့ပြောင်းလဲကိုမြင်တော့အံ့ဩမိပေမဲ့တစ်ချိန်တည်းမှာပဲပျော်ရွှင်နေခဲ့ပါတယ်။ အမေအမားတို့နားလည်ပြီးဆိုတာသိရလို့တမီဝမ်းသာပါတယ်။တမီကိုယ်တဘောနဲ့ကိုမင်္ဂလာဆောင်လိုက်လို့အမေလည်းဝမ်းသာပါတယ်ကွယ်။ဒီလိုနဲ့မိသားစုနှစ်ခုလုံးမှာအားလုံးအဆင်ပြေသွားကြပါတော့တယ်။တွတ်တွရဲ့မိဘတွေနဲ့ရောက်ခမတွေရဲ့အိမ်ဟာမြေကမ်းပြီးတစ်ဖက်တစ်ချက်စီမှာရှိပါတယ်။အခုဆိုရင်သူတို့တွေကပေါင်းစည်းပြီးအတူနေကြပါတယ်။မြေကမ်းကိုဖြတ်ကူးပြီးသူတို့ဟာတယောက်နဲ့တယောက်တွေ့ဖို့အတွက်သွားကြပါတော့တယ်။အလုံးကစီးလုံးညညွတ်စွာနဲ့မြေကမ်းပေးမှာထိုင်ပြီးနေတိုင်းညစာတူစားခဲ့ကြပါတယ်။ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။